အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြမှာတော့ဆီယမခင်တန်နာရေကံကောင်းနေလို့ဆိုကြမလားဆိုရင်ဝိထုတို့ပဲဖြစ်ပါတယ်ရှင်မိမတယောက်ရေကံကောင်းမကောင်းကိုအိမ်နောက်ရေးနေတိုင်းတာလေးရှိကြတယ်အိမ်နောက်ရေးကံကောင်းနေမိမဆိုတာကိုလေပစ္စည်းဥစ္စာငွေကြေးပိုင်ဆိုင်မှုနေမတိုင်းတာကြပဲလင်းယောက်ကြရေအလေးထားခရုဆိုင်မှုပေါ်မှာပဲ ်မူတည်ပြီးပြုံးလိရှိကြပြန်နေလင်းယောက်ျားဂယုစိုက်ခင်ရတဲ့မိမကိုကံကောင်းနေလို့ပြောကြတာပေါ့အထူးသဖြင့်မြမအိမ်နောက်မှုနေပဲမှာပေါ့အဲ့လိုဆိုရင်ဖြင့်ကျမကိုအိမ်နောက်ကြီးကံကောင်းတဲ့မိမလို့ပြောလို့ရတယ်ကျမရဲ့အမျိုးသားကကျမကိုဂယုစိုက်ပေးတယ်လို့ပါပဲသူကဘသူကိုမဆိုဂယုစိုက်ပေးတတ်တဲ့လူဆိုတော့ လူပီးသားရဲ့စိတ်ရှိသူရဲ့လို့ကျင့်နဲ့ဂုံယူရပြန်နေကိုကိုယူဆိုင်ပြီးတာကို လူတိုင်းကျင့်နဲ့ကြတာကိုဒါပေမဲ့လူတာထက်ပိုပြီးယူဆိုင်ခံရတဲ့လူတစ်ယောက်ဖြစ်နေတဲ့ဆိုရင်အမင်းကျင့်နဲ့နိုင်မလားဆိုတာနင်းနေလောက်ပြောကြည့်ရအောင်ကျမအမျိုးသားကသူ့လောက်တာဝန်ကြရာနေပြည်တော်မှာတွားနေရတယ်ရန်ကုန်မှာအားကစားတဲ့နန်းဖွင့်ထားတဲ့ကျမက ။တမီးလေးနဲ့အတူကြဲရစ်ခဲ့ကြတယ်။သူကနေပြည်တော်မှာလူမျိုးဆောင်နေပြီးနှစ်ပတ်တစ်ချင်းရန်ကုန်ပြန်လာလေးရှိတယ်။အမျိုးသားနဲ့အတူနေတဲ့သူက အရာရှိလူမျိုးချင်း။ရာတို့အရာသူ့အောက်တဆင့်ငယ်တယ်။သူတို့နှစ်ယောက်ကတယောက်တလဲရန်ကုန်ပြန်လေးရှိတယ်။ရန်ကုန်ပြန်ဖို့ကားခေကိုဆင်းရင်အဲဒီတစ်ပတ်မပြန်တဲ့သူကကားခေကိုလိုက်ပို့ပေးလေးရှိတယ်။ သူတို့နေတဲ့အဆောင်နဲ့ကခိတ်ကမနီးမဝေးလို့ပြောလို့ရတယ်။လိုက်ပို့ပေးတယ်ဆိုတာလေခြေချင်းလျှောက်ပြီးလိုက်ပို့ပေးကြတာပါ။တခုတော့မိုးရင်မှာတော့အရာရှိလူမျိုးကြီးရန်ကုန်ပြည်နဲ့အခေါက်ပေါ်မိုးတဲထဲမှာအမျိုးသားကအဲ့ဒီလူမျိုးကြီးကိုထီဆောင်ပေးပြီးလိုက်ပို့တယ်။သူအချင်းကသူ့နဲ့အတူတူသွားတယ်ဘသူကိုမစုံထီဆောင်ပေးလို့ရှိတယ်။ ဟိုလူကသူ့ထက်ရာရှိကထီဆောင်ပေးတာဆိုတော့အာတုံအာနာနဲ့မနေတတ်ဖြစ်နေပြီ။ထီဆောင်ပေးတယ်ဆိုတာထဲထီမိုးပေးတာလို့ပြောရင်ပိုမှန်လိမ့်မယ်။ဘာလို့လဲဆိုတော့ထီဆောင်ပေးတယ်ဆိုတာစောင်းပေးတဲ့သူရောအစောင်းခံတဲ့သူပါထီမိုးအောက်မှာအတူတူရှိကြတာ။ထီမိုးပေးတယ်ဆိုတာကတော့ထီကင်ထားတဲ့သူကထီနဲ့အကွာကြီးလွတ်လွတ်ကင်ကင်ရှိနေတတ်တာလေ။ ဲ့ဒီလူကလက်ထဲမှာခီးဆောင်အိတ်ကြီးလေးဆွဲထားသေးတယ်။သူ့အိတ်ကိုပါလုံအောင်စောင်းပေးနေရတယ်ထင်ပြီးခီးဆောင်အိတ်ကို ပခုံးပေါ်ပြောင်းထက်လိုက်ရော။ဒါဆိုသူတို့နှစ်ယောက်လုံးထီးအောက်ကိုဝင်လို့ရပြီလို့တွေးမှာပေါ့။အဲ့ဒီလူအိတ်ကိုပခုံးပေါ်လည်းပြောင်းထက်လိုက်ရော။ကျမမျိုးသားကအိတ်ပေါင်းလို့အောင်ဆိုပြီးထီးမိုးထားတဲ့လက်ကိုမြှောက်ပေးလိုက်တော့တယ်။အမျိုးသားရဲ့အရက်ကမြင်ပြီး ထီကိုပါလက်တဆင်အကုန်မြောက်လိုက်တော့အပေါ်ကကေပဲကျိုးရဲ့စကွင်းနဲ့ထီထိတ်ဖူးကရောက်သွားပါလေရောတက်လိုက်ပြီးလက်ထဲကထီပြုတ်ကြလာမှဟိုလူကတီးတော့တယ်သူကြောင့်ဖြစ်ရတာဆိုပြီးဟိုလူခမည်းဘာလို့ရမှန်းမသိဘူးနေပြီးတော့မိကဓာတ်အားပြေပါပြီနဲ့မသိတာကံကောင်းနေတနည်းလောက်ကြာပြီးမှကျမဟိုပြန်ပြောပြနေတဲ့အချိန်မှာတော့ အဲ့ဒီလူမျိုးကြီးဟာသူ့မှာအပြစ်ရှိတယ်လို့ခံစားနေရတာအမျိုးသားကဘာမှမဖြစ်ပါဘူးလို့ပြောနေပေမယ့်သူ့ကိုထိဆောင်ပေးလို့ဖြစ်ရတာဆိုတဲ့စိတ်ခံစားမှုကတော့ရှိနေမှာပဲလေဂျမကိုချင်းစာကြည့်လို့ရတယ်အဲ့ဒီနောက်ပိုင်းဂျမကအမျိုးသားကို သူများတွေကိုထိဆောင်ပေးတာလဲဆောင်ပေးပေါ်ဓာတ်လိုက်အောင်တော့မဆောင်ပေးမိစေနဲ့လို့တတိပေးရတယ် သူများတွေကိုတောင်ထီမိုးပေးနေတာဆိုတော့သူဇနီးဖြစ်တဲ့ကျမကိုဆို တွေးတာကြည့်တော့ကျမကိုထီမိုးပေးရင်ကထီအောင်မှာကျမနေတဲ့ပုံစံကသူမိစေတွေတဲကဘသူနဲ့တူတာတို့မိုးပေးတဲ့ထီအောင်ကနေအဆင်ပြေအောင်မထွက်တတ်ဘူးလို့ပြောသေးတယ်ကျမကထီအောင်ကနေအဆင်မပြေအောင်ဘယ်လိုထွက်နေလို့လဲလို့မေးတော့ကျမရက်နေတဲ့နေရာကနေစားထွက်တော့မယ်ဆိုရင် ူကဘဲဘက်ခြေလက်လှမ်းမယ်ဆိုပြီးတွေးပြီးမိုးပေးထားရင်ကျမကညာဘက်ခြေလက်ကထွက်တယ်။ညာလိုတွေးပြီးစောင်းပေးထားရင်ဘဲဘက်ခြေလက်ကထွက်လို့တယ်။ကျမကအမလေးကိုခြေတော့ကိုတော့ဘဲကစထွက်မှာလားညာစထွက်ရမှာလားသတိမထားမိတာ哦။ထီးစောင်းပေးတဲ့လူဟာဘလို့လုပ်တဲ့အောင်မှန်းနိုင်မှာလဲ။လို့ပြောတော့ညီးတာလူကြီးဖြစ်ရင်ထီမိုးပေးရလူတော့အလုတ်ထိခိုက်ပြီတဲ့။ သူထီမူပေးလိုက်တဲ့ပြဿနာကတခုသောမိုးရင်းမှာအဆုံးသတ်တော့တယ်။ကျမကအားကစားတဲ့နန်းဖွင့်တာအပြင်ဝါသနာအရစောင်းမနဲ့ဝိတုတူလေးတွေလည်းရည်သေးတာဆိုတော့အမျိုးသားပြန်လာတဲ့နှစ်ပတ်တခါတိုင်းစာအုပ်တိုက်တွေကိုလိုက်ပို့ပေးလေးရှိတယ်။ကျမသွားပြတဲ့စာအုပ်တိုက်တွေအများစုကဘာလန်ဝင်းကျင်း၃၈၃၈လမ်းနဲ့လမ်းလေးစီတစ်ဝိုက်မှာ ရှိကြတာ။ မြူရဲလင်းတတော်များများရဲ့ platform တွေကလည်းသိကြတဲ့အတိုင်း slipper ပေါ်ကခြုံကြတယ်လို့ပြောရမယ်လမ်းတွေအောက်ခံ concrete ပြားတွေကလေကသင်းရိုးကိုစင်ကောနိုင်ပြီးလမ်းဘေးဈေးဆိုင်တွေကမိုးထားတဲ့ထိလက်စွန်းတွေကိုလွတ်အောင်ရှောင်တက်ဖို့ကလည်းလေတဲ့ကိုင်းနဲ့စင်ထားဖို့မှရမှာဒါပဲမဲလေကွင်းနဲ့လမ်းလျှောက်တလို့နှစ်ယောက်တွဲလျှောက်ဖို့တော့စိတ်မကူးလေနဲ့တစ်ယောက်လမ်းစနစ်ပဲ အဲလိုလမ်းတွေကိုရှောက်ရတာမိုးရွာတဲ့အခါဆို ပိုဆိုးတာပေါ့ဘာတိမှစောင့်လို့မရဘူးမိုးရွာလို့ထီးပွင့်စောင့်မရင်မိနစ်မဆိုင်ဘူးလမ်းပေးစီဆိုင်တွေရဲ့အမိုးဆုံးတွေနဲ့တိုးမိလို့မလွတ်တော့ပြန်ပိတ်လိုက်ရပြီရှင်တလောက်ရှိလို့ထုတ်ဆောင်လဲခဏပဲဒီဆောင်ထားပြီး အောက်လဲကြိရှောက်ရသေးတာအစာကလေးကမငြိမ်မြဖြစ်နေတဲ့ကွန်ကရစ်ဆောင်တွေက ရေနူးနေတဲ့ခြေထောက်နဲ့ခလုတ်တိုက်မိလို့ကတော့အကွဲပဲပိုဆိုးတာကရေစီတန်နဲ့မိုးရေနဲ့အတူကျွဲ့တေကောင်ပုတ်တွေကမျောပါလာတတ်ပြီးကွန်ကရစ်ပြားပေါ်တင်ကျနေတဲ့တော့တက်များနေမိရင် လူကဤလေလေနဲ့ပြုတ်ချင်အခြင်းစိတ်တောင်ဖြစ်ရတယ်။ကျမကတော့မျောပါလာတတ်တဲ့ကျွဲ့တေကောင်တွေကိုလျှို့ဝှက်မိုင်းလို့နာမည်ပေးထားတယ်။ကျမကြောက်လို့လေ ျမကမိုးသိနေရင်တနေရရမှာမိုးခဝင်နေပြီတော်ရုံမိုးလောက်ကတော့အဲ့လမ်းနေပေါ်မှာထီမဆောင်ပဲရှောက်သွားလေရှိတယ်အမျိုးသားကတော့သူ့ထုံးစံအတိုင်းအဲ့လမ်းနေပေါ်မှာပဲရအောင်ထီလိုက်မိုးပေးလေရှိတယ်တယောက်ပဲရှောက်လို့ရတဲ့လမ်းဆိုတော့သူကအနောက်ကနေမိုးပေးရတာအစတော့ကသူ့ကိုအာနာလို့ထီအောင်ဝင်လျှောက်ပေးပေမဲ့ ဒီကိုပိတ်လိုက်ဖွင့်လိုက်ခဏခဏလုံနေရတော့ကျမစိတ်မရှိချင်တော့ဘူးတကယ်လေမိုးကလုံတာလည်းမဟုတ်ဖဲနဲ့အဲ့ဒီတော့သူ့ကိုလေစောင့်ပြီးရှောက်မနေတော့ဘူးရှေကနေကျမအရင်သွားလိုက်တယ်ကျမပြောခဲ့တယ်တခုတော့မိုးရင်းရင်တရက်တော့နေမှာပေါ့ကျမကအားကစားသမားလည်းဖြစ်ပြီးပေါ်ပါလွတ်လပ်တဲ့အဝေးစားကိုကြိုက်တော့စပိုရှယ်နဲ့4 quarter လို့ခေါ်တဲ့ခြေသလုံးအထက်လောက်ဘောင်းမီနဲ့ပေါ့ အမျိုးသားနဲ့ကျမကခုနှစ်နှစ်လောက်ပဲကွာပဲမဲလူနေတဲ့ပုံစံကလူကြီးနဲ့တူတယ်။အစိုးရရုံမှာလူကြီးလုံနေရလို့လဲပါမယ်ထင်ပါတယ်။ကျမရှိကတော့နှစ်ရက်နဲ့သူကရအောင်ထီးလိုက်မိုးပေးနေတယ်။ထီးပိန်လဲရတဲ့နေရာတွေဆိုသူကကျမနဲ့တော်တော်လှမ်းသွားပြီ။ထီးပွင့်လို့ရပြီဆိုရင်အနောက်ကပြေးလိုက်လာပြီးကျမကိုထီးမိုးပေးပြန်ရော။လမ်းမကျဲပေါ်ပြန်ရောက်လာတော့အမျိုးသားက ညီးကိုနောက်ဆိုထီအတင်းလိုက်မိုးမပေးတော့ဘူးတဲ့။ကျမကသူ့ကိုမဆောင်လို့ပြောနေတယ်ထင်တာ။အနောက်မှာကိုယောက်ျားဘာဖြစ်နေမှမသိဘူးဆိုမှဘာဖြစ်လို့လဲပြောပါအောင်လို့မေးမိတယ်။အမျိုးသမီးကြီးတယောက်ကနောက်ဖက်ကနေသူ့ခြေသလုံးကိုထီးနဲ့လိုက်ရိုက်လို့တဲ့။သူကရက်ပြီးပြန်လှည့်ကြည့်ရင်မရိုက်တော့ဘူး။မေးရမှလဲအားနာလို့တဲ့။ ုံစံကိုကြည့်ရတာစိတ်မနဲ့နဲ့သူနဲ့လဲမတူပါဘူးတဲ့တခါထီးပွင့်ဆောင်ပြီးကျမနှက်ကိုလိုက်မိုးပေးရင်သူ့ကိုထီးနေလှမ်းရိုက်ပြန်ရောတယ်ထီးပွင့်မရတဲ့နေရာရောက်လို့ပိတ်လိုက်ရင်ဘာမှမလုပ်တော့ပြန်ဘူးတဲ့နောက်မှသဘောပေါက်တာ အမျိုးသားနဲ့ကျမရဲ့ပတ်သက်မှုကိုအဲ့ဒီအမျိုးသမီးကြီးကမသိပဲမိန်းကလေးတယောက်ကိုအင်ရီပြက်လောက်အောင်လိုက်လုံနေတဲ့ထင်လို့နေမှာပေါ့တယ် အမျိုးသမီးရေးရာကလားမသိပါဘူးအေးလို့သူပြောလိုက်မှကျမမှရင်လိုက်ရတာအဲ့ဒီနောက်ပိုင်းမှာတော့သူထီမိုးပေးဖို့စင်ကျင်လာတော့တယ်ကျမအမျိုးသားရဲ့လူတွေကိုဂရုစိုက်ပေးတတ်တဲ့နောက်အချက်တစ်ခုရှိသေးတယ်အဲ့ဒါကတော့အထုပ်တွေကိုကုသေးပေးတာပဲဘယ်သူနဲ့တွားတွားဘယ်ရွယ်နဲ့တွားတွားတဲ့စရာအထုပ်ရှိလို့ကတော့သူတယောက်ထဲတဲတော့တာပဲ မျှတဲ့ကြမယ်လို့လဲလုပ်လို့မရဘူးချစ်စရာအမှုကျင့်တော့ဖြစ်ပါရဲ့ဒါပေမဲ့တဖက်သားအနေခက်အောင်ဂိယူဆိုင်ပေးတာတော့တိတ်မကောင်းဘူးလို့ထင်နေ သူနဲ့ကျမအတူလန်းသွားပြီဆိုရင်လေ ရှိသမျှထုတ်တွေကို သူတယောက်ထဲအကုံဆွဲအကုံတဲတော့တာတခါတော့ငါလေမမတ်ရရကျမစောင်းမနဲ့ဝိထုတွေပါလာလို့စာအုပ်တိုက်လေးခုလောက်ကို စာမူကနဲ့စာအုပ်လက်ဆောင်တွေတွားထုတ်ကြတယ် ွားရတဲ့စာအုပ်တိုက်တွေကဘာလန်တဝိုင်းတမရဟိုတယ်နဲ့တိမ်ပြူလန်းထောင်နားထီးတွားကြရတာတနေရာနဲ့တနေရာကလိုင်းကားစီးဖို့သာနေတာလမ်းလျှောက်ကြတော့ဝေးပြန်ရောလိုင်းကားစီးတော့လေနံမတိုင်းလောက်စီးပြီးရင်ဆင်းရမယ့်နေရာကိုရောက်ပြီဒါပေမဲ့ကားကိန်းနဲ့စာအုပ်တိုက်ကလှမ်းသေးတော့လမ်းလျှောက်ရတာပါပဲအဲဒီတော့လိုင်းကားပေါ်ဆင်းလိုက်တက်လိုက်လုပ်နေရတာမှာ အလုရှုပ်သေးတယ်ဆိုပြီးကျမတို့လမ်းဘေးလျှောက်လိုက်ကြတော့တယ်။အဲဒီနေ့မှာကျမရဲ့ကွန်ပျူတာ system unit ကလည်းပြက်နေတော့ပြင်ဖို့ဆိုပြီး cousin ဘုံကြီးကိုလည်းတခါတည်းယူခဲ့ကြတယ်။သူရှိတော့ပြင်ထားမှာကိုဘာသာဆိုတတော်နဲ့ထွက်ပြင်းဖြစ်မှာမဟုတ်ဘူး။ကလောင်သွားထက်တယ်ဆိုတာထဲ keyboard ခလုတ်သွက်တယ်လို့ပြောရမယ်ခစ်ဖြစ်နေတော့လေ။ ကျမလည်းစာရေးတာကိုကွန်ပျူတာပဲသုံးပြနေတော့တယ်။ဘယ်ဟာကပိုကောင်းတယ်လို့ပြောတာမဟုတ်ပါဘူး။ကိုအားတန်ရာကိုသုံးနေကြတာပါ။ကျမအတွက်ကဒီလိုဆိုတော့ပြင်မှဖြစ်တော့မှာပေါ့။ကွန်ပျူတာပြင်ဆိုင်မှာကက်စတင်ဘုံကိုအပ်ထားလိုက်ပြီးပြီးတော့အပြန်ကြမှာဝင်ရေးမယ်ဆိုပြီးစာအုပ်တိုက်တွေကိုဆက်သွားကြတာပေါ့။ စာအုပ်တိုက်ကအပြန်ကျမလိုချင်နေစာအုပ်ချုပ်ဝဲဖို့စာအုပ်ဆိုင်တွေကိုလည်းဝင်ခဲ့ချသေးတယ်။ရန်ကုန်မြို့လေကောင်းရင်သုံးပုံနှစ်ပုံလောက်ကိုလမ်းလျှောက်လိုက်ရတော့တာ။အဲဒီတော့လူကတနေ့ကုန်အားကုန်တလောက်ဖြစ်နေပြီ။ဝယ်လာတဲ့စာအုပ်ရဲ့လက်ဆောင်ရလာတဲ့စာအုပ်တွေရဲ့ပေါင်းလိုက်တော့စာအုပ်လေးချင်ကတင်တော်တော်လေးနေပြီ။ကွန်ပျူတာဆိုင် ပြင်မြောက်သေးခင်လမ်းမှာအမျိုးသားကစာအုပ်ထုတ်ကိုကင်ထားတဲ့အပြင် ကျမလွှဲထားတဲ့စလစ်မှတ်ကိုပါတောင်းသေးတာကျမကမပေးတော့အတင်းဖြုတ်ယူပြီး မိမစလစ်မှတ်ကို သူ့လွှဲထားပါလေရောကွန်ပျူတာဆိုင်ကအထွက်ကြတော့သူကကက်စတင်ပုံးကြီးကိုညာပခုံးပေါ်မှာထန်စလင်ဘက်ကိုဘဲပခုံးပေါ်မှာလွှဲထားပြီးလွတ်နေတဲ့ဘဲလက်နဲ့စားအုပ်ထုပ်ကိုခြင်ထားပါတယ်လက်နှစ်ဖက်နဲ့ပခုံးနှစ်ဖက်လုံးမအားတဲ့ခါကြတော့ သူကင်နေတဲ့ထီရှည်ကြီးကိုကပတ်နဲ့ဘောင်းမီချာမှာထိုးလိုက်ပါတယ်။အဲဒီတော့သူ့လမ်းလျှောက်လိုက်တိုင်းထီရှည်ကြီးကသူ့ပေါင်နှချောင်းချားကနေငေါက်တောက်ငေါက်တောက်နဲ့ရှေ့ကိုထွက်လာပါတော့တယ်။ဂျမကတော့ခြေလွတ်လက်လွတ်ဖြစ်နေတာပေါ့။မြင်ရတာဘလို့မှအဆင်မပြေပါဘူး။ဂျမကတချို့ကိုကုသေးပေးပါမယ်ဆိုတော့လေမပေးတော့ဘူး။ဘာမှမပေးရင်တော့ထီးတော့ဖြုတ်ပေးပါဆိုတော့လေမရနဲ့။ သူနဲ့တူတူတွဲသွားတဲ့ကျမကိုဘေးလူတွေကဘလို့မြင်ကြမလဲဒီမိမနဲ့လွတ်လွတ်ကပ်ကပ်သူပဲနေနိုင်လိုက်တာလို့မြင်ကြမှာပေါ့အဲ့လူပြောတော့သူကညှိရှက်ရင်ရှေ့ကသွားနှစ်ပေါ်တယ်သူပြောသလိုရှေ့ကမသွားနှစ်ပင်မဲသူနောက်ကကျမလိုက်လာခဲ့တယ်ကျမစိတ်ထဲတကယ်သူ့ကိုကျေးဇူးမတင်တဲ့အပြင်စိတ်ထောင်တူမိတယ်တက်စီငှားဖို့ကလည်းကွန်ပျူတာပြင်ဆင်ရှိတဲ့လမ်းကား တလန်းမောင်းဆိုတော့ကားငှားရတာအဆင်မပြေဘူး။ဒါလိုရတဲ့ကားတွေကလည်းညနေဆောင်ပြီဆိုတော့ဈေးမတည်တာနဲ့ကားသိမ်းချိန်နီးလို့မလက်ချင်တော့တာနဲ့ဖြစ်နေကြတယ်။အဲ့လိုနဲ့ကားငှားလို့အဆင်ပြေဆုံးစုလီဘက်ကိုရှောက်လာကြတော့တယ်။လက်ရွေးစင်ကဖေးဆိုင်ရှိနာကတလျှောက်မှာညနေဘက်ဆိုရင်လမ်းမစည်းတဲ့တွေပိုများနေတတ်တယ်။အိမ်နေနေကအမျိုးသားကရှေးကလျှောက်သွားရင် ကျမကိုနောက်လှည့်ကြည့်တယ်။သူလှည့်ရပုံကကက်စတင်ဘုံကိုထန်းထားရတော့ခေါင်းကြီးပဲလှည့်လို့မရဘူး။ဘုံနဲ့အတူလူတစ်ခုလုံးလှည့်မှရတာ။ကျမကဘာလုပ်ချင်လို့လဲလို့သူ့ကိုမေးတော့လမ်းဘေးမှာရောက်နေတဲ့နွားနို့အိုးကြီးကိုမင်းငေါ်ပြပြီးပူပူလေးတောက်လိုက်ပါလား။မလိုက်တွေလည်းအများကြီးပဲတဲ့။ကျမလေးစိတ်တူလွန်းလို့မျက်ရည်တောင်ဝဲတယ်။သူ့မှုပြောထွက်တယ် ဘယ်သူကဒီလိုပုံစံနဲ့တောက်လို့ဝင်มาလဲတောက်လိုက်မြင်တော့ပတ်စံအိတ်ကအစာသူ့စီမှာပဲရှိတာကျမကမတောက်ပါဘူးဘာလို့တောက်ရမှာလဲလူဆိုတာတော့ပူပူလေးမလို့တောက်စီခြင်းလို့ပါရက်ဆောင်နေပါမယ်တောက်လိုက်ပါလို့လုံနေသေးတာကျမနဲ့သူ့ပုံစံကိုကြည့်ပြီးနွားနို့တဲ့ကလမကြီးကဘလို့သဘောပေါက်တယ်မသိဘူးရည်နေလိုက်တာအကြကြီးပဲအဲ့ဒါကြောင့်ကျမပြောတာပေါ့ လူတယောက်ဟာလူရာထက်ပိုပြီးဂယူးဆိုင်ခံနေရတယ်ဆိုရင်ကျေနဲ့နိုင်ပါအောင်မလားလို့ခင်တနာမဟေတီမေဂဇင်းအမှတ်319ဇူလိုင်လ2017ဆုံးတီနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်